ဒီနေ့ကတော့ဘုရားဘုသူတော်ရှင်တို့ရောက်ရှိလာတဲ့နေရာကတော့ဗုဒ္ဓလောင်းတော်မြတ်တိတ်တတ္တရဲ့မွေးဖွားတဲ့မြေမြတ်မဟာနေရာဌာနကြီးဖြစ်ပါတယ်ဒီနေရာကဗုဒ္ဓဘာသာဝင်တစ်ခုလုံးရဲ့အချုပ်လို့ပြောမယ်ဆိုရင်တော့ပြောလို့ရတာဖြစ်တယ်ဘုရားလောင်းဖွားတဲ့နေရာလို့ဘယ်လိုလုပ်သိရတာလဲဆိုတဲ့အခါစောစောကဘုန်းကြီးတို့ဘုရားလောင်း ပွေဖွားတဲ့အချိန်မှာစာပေထဲမှာတော့ဟိုဖွားဖွားချင်းဂျာဒလန်ချီခြေဒလန်ဂျာဒပွင့်ခြေဒလန်ဂျာဒပွင့်ခံတယ်လို့ပြောတယ်ခြေရကြံခဲ့တာတော့တက်သေးပဲတော့စောစောနာတော့အဲ့ဒီဖရဲလောင်းခြေရအဲ့ဒါကဟိုဖရဲလောင်းခြေရကနေကြောက်ဖြစ်နေတာတော့ကြောက်ဖြစ်နေတာအဲ့ဒီဖြစ်နေတဲ့ဟာဒါတက်သေးတတကအထောက်ထားပဲတော့ တက်သေးတက်ကအထောက်အထားဆိုတာကဒါကခိုင်လုံတဲ့အထောက်အထားတစ်ခုဖြစ်တယ်အဲ့တော့သို့တော်လည်းပဲအဲ့ဒီခြေတလန်းချာတပွင့်တဲ့ဘုန်းကြီးတို့ကအခုတက်သေးလာကြည့်ရတာကတော့ဘုရားအလောင်းကဘာလို့လဲဆိုမွေးမွေးချင်းထသွားတာဒါဖြစ်နေတယ်အန္တောသောတမန်ပုဂ္ဂိုလ်မဟုတ်မွေးမွေးချင်းထသွားတာလည်းဖြစ်နေတယ်စကားပြောတယ်ဆိုတာလည်းဖြစ်နေတယ်ဒီလိုဘွားတွေလည်းပဲရှိခဲ့ဘူးတာဟုတ် အဲ့တော့ဘာဖြစ်လဲဆိုတော့အခုပြောနေတာကဖះအလောင်းဖွာခဲ့တဲ့နေရာလို့ဘာလို့လို့ဒီနေရာကိုအဲ့လိုပြောရတာလဲဆိုအဲ့ဒီခြေရာကတက်သေးပဲဖះအလောင်းခြေရာကြီးကျန်နေတယ်အဲ့ဒီခြေရာကတော့ကြောက်ဖြစ်နေတာတော့ကြောက်ဖြစ်နေတဲ့အခါအဲ့ဒီခြေရာကြောက်ကိုပဲတော့နောက်ပိုင်းမှာဟိုတော့ဖះဖះလက်ထက်ကလေးကနေပြီးတော့ဖះရဲ့ဆွေတော်မျိုးတော်တရားတော့ဒီဘက်ကညောင်ပင်ရှိတယ်အဲ့ဒီညောင်ပင်အောက်မှာတော့အဲ့ဒီခြေတော်ရာကြီးကို ခြေတော်ယာယီကိုအမြဲတမ်းသူတို့ကဘာလုပ်လဲဆိုအဲ့ဒီခြေတော်ယာယီကိုအမွန်တင်ပြီးတော့သူကကိုကိုွယ်ကြတာအဲ့ဒီဟိုရှီမီတွေထွန်ပန်းတွေထွန်နန္တာတွေထွန်ပြီးတော့မှခြေတော်မျိုးတော်တွေကဒါဖះအလောင်းဖွားတဲ့နေရာဆိုအမှတ်တင်ကြတဲ့တခုနဲ့အဲ့ဒီကြော်ဤကိုဒီဒီတိုင်းထားပြီးတော့အဲ့ဒီဟာနောက်ပိုင်းနောက်ပိုင်းကြတော့ဘာဖြစ်လဲဆိုတော့အဲ့ဒီကြော်ရဲ့ဒီအော်ရဲ့ကြော်ချလွှာရဲ့အထက်မှာသူကဟိုဟိုကြော်ချလွှာရဲ့အထက်မှာမေတော်မာယာ မေရမယာဟိုရုပ်ပုံရှိတယ်အဲ့ဒါသူအင်းတင်းတိုင်းနဲ့ထုလောက်ထားတဲ့မေရမယာပုံကြီးရှိတယ်မေရမယာပုံကြီးကအဲ့ဒီမှာအခုသူတော်ကောင်းတို့မြင်ခဲ့ရတာပဲအတွင်းထဲမှာအဲ့ဒီအင်းတင်းသားနဲ့ပြုလောက်ထားတဲ့ဟာကသူကကြောက်ရှင်းနေတာကြောက်ဖြစ်သွားတာသူကြောက်ဖြစ်သွားတယ်ဆိုတော့ကသူကအခုဟိုအင်းတင်းသားကမြေကြီးထဲမှာမြောက်တာမြိုင်းရင်သူကကြောက်ဖြစ်သွားတာဒါသဘောအရင်အဲ့ဒီမေရမယာအင်းတင်းကိန်းကိန်းတဲ့ပုံစံက အနောက်ပိန်နောက်ပိန်ကြတော့အဲဖယားပရိနိဗ္ဗာန်စံပြီးတဲ့နောက်မရှိတော့တဲ့အခါမှာအဲ့လိုထူပြီးကိုယ်ွယ်ထားတဲ့ဟာတိုးတော့အဲ့ဒီမှာနောက်ပိန်ကြတော့သူကဖယားအလောင်းမယ်တော်လို့မဟုတ်တော့ပဲနဲ့အဲ့ဒီမှာသူကဟိုဟိုဟိုတကူးကြည့်တဲ့ဟိုနတ်ဒေဝီတပါလို့ကိုယ်ွယ်ထားတာနတ်ဒေဝီတပါလို့ပဲကိုယ်ွယ်တာနတ်ဒေဝီတပါလို့ကိုယ်ွယ်တဲ့အခါကျတော့တချို့ကြတော့ပါစုညာစုဟိုစုဒီစုတွေတောင်းပြီးတော့မှတချို့ဆိုရင်ရင့်နတ်တွေပူဇော်တဲ့အဆင့်ရောက်လာတယ် ို့သော်လည်းပဲတော့တမိန်အထောက်အထားတွေလိတ်ရှာတဲ့အခါကျတော့တိရဓမာတော့ကမင်းလက်ထက်ရောက်တဲ့အခါကျတော့ဘာဖြစ်လဲဆိုတော့အဲ့ဒီကြောက်ချလွိုင်းရဲ့ကြောက်ချလွိုင်းလဲတွေ့တယ်အင်ဂျင်အင်ဂျင်သားကြောက်တဲ့အရာလဲတွေ့တယ်အဲ့ဒီတွေ့တဲ့အရာကိုဘာဖြစ်လဲဖះရှင်ပြိနိဗ္ဗာန်ဆံပြီးတဲ့နောက်နိဗ္ဗာန်အော်နိဗ္ဗာန်နေရာကျော်တဲ့အခါတိရဓမာတော့ကမင်းဒီကိုရောက်လာတဲ့အခါကျတော့အဲ့ဒီအရာကိုတွေ့ရတယ်ဖះလောင်းချီတော့ရာ တွေ့ရတဲ့အခါကျတော့အဲ့ဒီ CD တဲတဲ့အခါကျတော့အဲ့ဒီ engine engine တန်းနဲ့ထူလောက်ထားတဲ့ဟိုဟိုမေရောမာယာတာဖွားတဲ့ရုပ်တုရဲ့နောက်ပြီးတော့ခုနကတော့ဟိုခြေတော်ရရဲ့အဲ့ဒါကဟို CD အတွင်းထဲကိုထပ်ပနာလိုက်တာသူကမေရောမာယာရဲ့စံအိမ်လို့ခေါ်တယ်ဒါကမေရောမာယာရဲ့စံအိမ်သူ့နေအိမ်ဒါဖယားလောင်းဖွားတဲ့နေရာပဲပေါ့အဲ့သူကဆိုလိုတဲ့အတိတ်ဘက်ကတက်တဲ့တရကအထော့အထား အဲ့ဒီအရာကိုတန်နေတယ်လို့ဘုန်းကြီးပြောချင်တာအဲ့ဒါပြောချင်တာနောက်ပိုင်းကျတော့ဒီနောက်ပိုင်းကျတော့အဲ့ဒီမှဒီလုံမဏိဥယင်ကို တူးဖို့တဲ့အခါမှာတိရတမတော့ကမင်းဟွတိထခရစီဒီတိထခပေးမယ်ဒီနေရာကြီးမှာတော့အောင်အကြီးကြီးဖြစ်သွားတာအခုဒီနေရာကြီးရှာတွေ့တာက မကြသေးဘူးအာ1896ခုနှစ်မှာဟိုပြင်သစ်က ဒီဒီဒီနိုင်ငံသားမဟုတ်ပြင်သစ်နိုင်ငံသားခီးသွွားကနေပြီးတော့အဲ့ဒီလိုလဲလဲရင်းလဲလဲရင်းနဲ့ဒီနေရာကြီးရောက်လာတာတော့ခီးသွွားလဲလဲရင်းလဲလဲရင်းဒီနေရာကြီးရောက်လာတဲ့အခါကျတော့ဒီနေရာကြီးတော့အုပ်ချူချူဒီနေရာမှာစိတ်ဝင်စားစရာကောင်းတယ်ဆိုတော့ဆင်းရင်းနေနဲ့ဘာများရှိတယ်လဲဆိုဆင်းစည်းပြီးရှာတာရှာတဲ့အခါကျတော့ဒီဒီအခုလက်ရှိဖြစ်ပေါ်နေတဲ့ဒီဒီဒီနေရာကြီးမှာစီဒီအပြတ်တွေ့တယ်တော့ စီဒီအပြက်တွေ့တဲ့အခါကျတော့အဲ့ဒီနေရာမှာသူတို့ကစိတ်တဝင်စားတူဖို့ကြည့်တာအဲ့ဒီမှာအာနောက်ပိုင်းကျတော့အဲ့ဒီမှာစနစ်တကျတူဖို့တယ်စနစ်တကျတူဖို့တဲ့အခါအခုဆိုရင်နှစ်ပေါင်းဘလောက်ရှိမလဲစီ DIU တွေ့တာ1000 1896ဆိုတော့ခု1900နဲ့1900အခုက1000နဲ့နဆယ်နဲ့ငါ1000နဆယ်ငါဆိုတဲ့အခါကျတော့ဟို တော့130နဲ့မှ9နဲ့လား129နဲ့ပဲရှိသေးတယ်129နဲ့ပဲရှိသေးတယ်သူကဒီဒီဥယျာဉ်ကြီးကိုရှာတွေ့တာ129နဲ့ပဲရှိသေးတယ်အဲ့ဒါအထောက်ထားနောက်ပိုင်းကျတော့အဲ့ဒီမှာစနစ်တကျတူးဖော်တဲ့နေရာမှာအဲ့ဒီမှာသူကဟုတ်စနစ်တကျတူးဖော်တဲ့နေရာမှာဒီဖះလောင်းချီတော့ရတွေ့တယ်သူကအဲ့ဒီချီတော့ရကိုသူကဟိုကတိုက်ပန်တို့ရဲ့နီးပညာနဲ့ထေချာစမ်းတပ်ပြီးပြီ တိုက်ပန်ဆရာကြီးတို့ကအဲ့ဒီခြေခြေရာကိုသူတို့ပြည်စည်းတွေနဲ့သူတို့ပြည်စည်းကအလွန်ဒီဒီပြည်စည်းကဘယ်ဘယ်ခုနှစ်ကနေထုတ်တယ်ဆိုတဲ့ဟာသူတို့ပြည်စည်းနဲ့ထော့တိုင်းလို့ရတယ်သူကသူတို့မှအဲ့လိုတိုင်းတဲ့ကရိယာရှိတယ်တို့တို့အင်းထဲမှာဆိုရင်တော့သူတို့ပြည်စည်းတွေအဲ့ဒါဘယ်ဘယ်ဘယ်ခစ်ကဘယ်ခစ်ကအော်နောက်ပြီးတော့မှနေပေါင်းဘလောက်ရှိပြီဆိုတဲ့ဟာကိုအဲ့ဒါတိန်းတိန်းကြတာသူတို့ရှိတယ်လေအဲ့လိုရှိတဲ့သူတို့တိုက်မှန်ဆိုင်ရာပြည်စည်းကရိယာတွေနဲ့တိန်းတဲ့အခါကျတော့ တို့ပြည်စည်းကြရလဲဘလော့ကောင်းတယ်လဲဆိုတဲ့အခါသူကဘာလို့ဆိုဟိုခုနှစ်လဟိုနေ့အထိဟိုခုနှစ်လရက်အထိတွက်လို့ရတယ်အဲ့လောက်ထိတောင်ဒီပြည်စည်းကဒါကတော့အဲ့ဒီမှာသူတို့တေချာကြီးထော့တိတ်နေအခါကျတော့လွန်ခဲ့ပြီးတဲ့အနှစ်20လောက်ကသတင်းစာထဲမှာပါလာတယ်လွန်ခဲ့ပြီးတဲ့အနှစ်20တော့တော့ဒီမှာရှာဖွေတွေးရှိတယ်ဆိုတဲ့အကြောင်းကိုတွေးတွေးရှိတဲ့အရာကိုဘာလို့ဆိုသိပ္ပံဆရာကြီးတွေကလာပြီးတော့ထော့တိတ်တာ ထောက်တိုင်းတဲ့အခါလွန်ခဲ့ပြီးတဲ့နေပေါင်း2600ဝန်းကျင်လောက်ကဟိုလူသားတဦးရဲ့ခြေရာလို့အဖြေထွက်တယ်လူသားတဦးရဲ့ခြေရာဆိုတဲ့အခါကျတော့လွန်ခဲ့ပြီးတဲ့နေပေါင်း2600ကလူသားတဦးရဲ့ခြေရာဆိုရင်တော့အဲ့ဒီဟာတော့ပုဒ်တော်ရဲ့စာပေနဲ့လည်းကြိုက်ကြည့်တဲ့အခါသူတို့ခုနှစ်လနဲ့အကုန်လုံးကြိုက်နေတာပါလွဲသလဲဆိုတော့ဟိုနေလွဲတယ်နေဝဲလွဲတယ်နေလွဲနေတယ်တော့ နေလွဲနေတယ်ခုရဲ့ခုနေရဲ့ဟောခုနေရဲ့လာရဲ့ရဲ့ရဲ့ဒါတွေကအကုန်ကန့်နေတယ်ဒါပေမဲ့ပါလွဲနေလဲဆိုနေလွဲနေနေနေဝဲလွဲနေတာဖြစ်တဲ့အတွက်နေနေတနေ့ကနေတနေ့လာအင်္ဂါပုတ္တုဓာတော့အမတ်တင်ကြီးတက်ကသွားခိကလာအလျောက်ကအမျိုးအမည်နာမအမျိုးမျိုးနဲ့ခွဲခြားပြီးတော့လွဲသွားเสียအကြောင်းရှိတယ်လေအဲ့တော့ဘာဖြစ်လဲဆိုတော့ခုရီလာနေနေရက်တွေအကုန်လုံးကိုက်နေတာအဲ့ဒါတော့အန်အိုးเสียပဲသူတို့ပြင် သူတို့တိုက်ပန်ဆရာတွေရဲ့ဤပညာလည်းပဲဟိုသာမန်လို့ထက်တွက်လို့မရဘူးဘာလို့ဆိုအလောက်ထိတောင်စမ်းတန်နေတဲ့အနေထားလွန်ခဲ့ပြီးတဲ့နှစ်ပေါင်း2600ဝန်းကျင်ကအဲ့ဒီမှာဒါဟိုလူသားတဦးရဲ့ခြေရာဆိုပြီးတော့မှဒီမှာတွေ့တာအဲ့လိုဆိုတဲ့အခါကျတော့အဲ့တော့ပုတ်တရဲ့စာပေဟိုဟိုစာပေတွေနဲ့လာပြီးတော့တိုက်ဆိုင်ကြည့်တဲ့အခါကျတော့ဒါဖရအလောင်းခြေရာမှတပါအခြားဘာမှမဖြစ်နိုင်ဘူးဆိုတဲ့အနေထားသွားရက်ဟိုရက်အမ အစအတိကျနေပဲလွဲတယ်လွန်ခဲ့ပြီးတဲ့20 20ကသတင်းစာထဲမှာထွက်ပေါ်လာသေးတယ်အဲ့ဒါအရင်တော့ကလူသားတွေအဲ့လိုစိတ်ဝင်စားဘူးအဲ့ဒီနောက်ပိုင်းကျတော့ပုဒ်တာဘာသာဟုတ်တာတွေရောမဟုတ်တာတွေရောအကုန်လုံးတကဘာလုံးတုံလုံးချော့ချသွားတယ်နောက်ပြီးတော့ဘာလုပ်လဲဆိုတော့အုတ်အုတ်ကျက်ကျက်ဖြစ်သွားတယ်ပေါ့ဗျာအုတ်အုတ်ကျက်ကျက်ဖြစ်သွားတယ်တန်းနဲ့ဘာလုပ်လဲဆိုတော့အဲ့ဒီမှာဒီကသူ့ဖခင်အောင်တကယ်ဖွားခဲ့တယ်ဆိုတဲ့တက်သေးပေါ့ တက်သေးတရကကတအားခိုင်လုံးနေဒါပုဒ္ဓဘာသာတစ်ခုလုံးရဲ့အဓိကပဒနာကဒါပဲဒီတစ်ခုကြည့်လိုက်ရင်ဟိုကပုဒ္ဒကာယမှာရှိတဲ့ဟာလောက်ချံဖန်တီးထားတဲ့ဟာမဟုတ်ဘူးဆိုတာရှင်းသွားတယ်သွားဒီမှာခြေရာကသူတို့တိတ်မှန်ဆရာကြီးတွေ ਨੇ စံတလို့တကယ်ပြီးပြီးတတတိတိကျကျကြီးကိုသိရပြီဆိုတဲ့ဆိုကြတဲ့ကွာဒါတို့ဖះလောင်းခြေရာဆိုတို့ပုဒ္ဒဘာသာက လူသားတူဦးကနေဖြစ်တဲ့ပုဒ္ဒဘာသာလူသားဖះဆိုတာလည်းရှင်းသွားတယ်သွား နတ်ဖယားမဟုတ်ဘူးလူသားတွေရဲ့ကိုကိုွယ်တဲ့ဟိုလူသားနေပြီးတော့မှလူနဲ့မတူအောင်ကျင့်လို့ဖယားဖြစ်လာတဲ့ဖယားဖြစ်လာတဲ့ပုဂ္ဂိုလ်တို့ဖယားသည်နတ်ဖယားမဟုတ်ဘူးပြမားဖြစ်လာတဲ့ဖယားမဟုတ်ဘူးလူကနေဖြစ်လာတဲ့ဖယားဆိုတာကတော့ရှင်းသွားတယ်အဲ့ဒီမှာဒီတက်တဲ့တရကတွေအထောက်အထားခင်ခင်လုံလုံရှိတယ်ပေါ့ဒါကြောင့်ဖယားအောင်ဖွားတဲ့နေရာလို့ဒီနေရာကိုအဲ့လိုဆူချင်းဖြစ်တယ်နောက်ပြီးတော့မှဒီမှာတိတိတမသောကမင်းကြောက်စာတိန်ရှိတယ်အဲ့ဒီကြောက်စာတိန်ကဟို သာသနာနှစ်930ခုနှစ်လောက်မှာအဲ့ဒီမှာဒီကဒိဋ္ဌိတမတော့ကမင်းအမ930ခုနှစ်လောက်မှာသူကဒီကြောက်စာတင်ကြီးကိုဟိုကြောက်စာတင်ကြီးကိုသူကနေပြီးတော့မှာဒါဖရအလောင်းဖွားခဲ့တဲ့နေရာဆိုပြီးတော့မှာကြောက်စာလိန်လည်းပဲအထောက်အထအနေနဲ့ပေါ်ပြခဲ့တာကိုအဲ့ဒီကြောက်စာတင်အနေနဲ့ပေါ်ပြခဲ့သလိုအဲ့ဒီမှာကြောက်စာတင်ကြီးက အမြင့်ဘလောက်ရှိလဲဆိုပါဟိယံမတ်တန်နောက်ပိုင်းကပါဟိယံဆိုတာကဘုရားရှင်ပြိနိဗ္ဗာန်ဆံပြီးတဲ့နောက်နိဗ္ဗာန်900လောက်မှပါတဲ့900လောက်မှအုတ်တရုတ်နိုင်ငံနေပြီးတော့မှမြန်မာနိုင်ငံကိုအော်ဒီဒီဒီအိန္ဒိယနိုင်ငံကိုဘာလို့လဲဆိုဆာလာတင်တယ်ပါဟိယံယဟန်တော်အနေပြီးတော့ဒီလိုလဲလဲပြီးတော့ဖျားပွင့်နေနေရတိတိဓမ္မတော့ကမဲအမတ်တင်ကြတဲ့ထားခဲ့တဲ့နေရာတိတ်နေရာတိတ်သူလေ့လာတဲ့အခါမှာဒီနေရာမှာတရားရတော့ သူဖုခဲ့တဲ့ဟာတွေမတန်းနဲ့မှလိုက်ကြည့်တဲ့အခါကျတော့ဒါပေ80လောက်မြင့်တယ်လို့ပြောတယ်တိုင်ထိုက်မှာတိုင်ထိုက်မှာမြင့်ရောက်ရှိသေးတယ်တဲ့အဲ့ဒီကြောက်စတင်ရဲ့တိုင်ထိုက်မှာသူကမြင့်ရောက်ဆိုတာရှိတယ်ဒါမြင့်ရောက်တယ်အခုကတော့မရှိတော့ဘူးပေါ့ဒါကျိုးသွားပြီကျိုးသွားဆိုတာဘာသာခြားတွေဖြည့်ဆည်းမှုကြောင့်လည်းဖြစ်နေပါလေဒီအခုကအပေါ်ကနေပြီးတော့ထပ်ပြီးတော့မပြည့်စုံအောင်ဆိုပြီးတော့မှဟိုတန်နဲ့ကော့ထတာအဲ့ဒါကတော့ဟို ဟိုတို့ကုတ်တင်နိုင်အောင်အာပရနာဒီယာနေရှာတော့ဥစန္ဒရာမနိကနေပြီးတော့မှအဲ့ဒီမှာထထပြီးတော့ကျိုးမသွားအောင်ကော့ထားပေးတဲ့အနေထားရှိတယ်အဲ့ဒါပေကွန်20လောက်ရှိတဲ့ဟာတချို့ကြတော့လက်နေပေါင်းများစွာကြာတော့မြေကြီးထဲမြောက်သွားမှာပေါ့မြေကြီးထဲမြောက်သွားတယ်လို့အဲ့ဒီမှာဘာလို့ဟိုမြေကြီးထဲကိုအ ਨੇ ဆုံး၁၄၅ပေလောက်မြောက်သွားပြီအပေါ်မှာလည်းပဲအဲ့ဒီမှာပါသာချားလိဖြည့်စီလို့ဒီလောက်ပဲကြံတော့တယ်ပဲပေါ့ သူဆိုအဲ့ဒီကြောက်စာတိမ်ဒီမင်းနေဘာလဲဆိုတော့ဒါဖះလောင်ဖွားတဲ့နေရာဆိုနောက်ပိုင်းကသူတို့ရှာဖွေ တွေးရှိတဲ့နေရာမှာအဲ့ဒီမှာသူတို့ကဟိုဟိုပြမအခရာတွေနဲ့ပြမီအခရာဆိုလာသူတို့အဲ့မှာရေးထိုးထားတာတွေလည်းတွေ့ရပါတယ်အဲ့ဒါကြောင့်လို့ဒါဖះလောင်ဖွားတဲ့နေရာဆိုပြီးတော့သူ့နေရာကိုအတိအလင်းဒီနေရာဖះလောင်ဖွားတဲ့နေရာဆိုတော့တက်သေးတရကပြပြပြရှိတဲ့နေရာဖြစ်တဲ့အတွက်ကြောင့် ဒီနေရာကြီးကဒါလုံဝင်ဥယင်လို့သတ်မှတ်ခြင်းဖြစ်ပါတယ်အဲ့တော့ကဒီနေရာဟိုလုံဝင်ဥယင်လို့သတ်မှတ်ခြင်းအကြောင်းကသွားပါလဲဆိုလုံဝင်ဥယင်ဆိုတာဟိုးရှိကတူဖရအလောင်းဖားတဲ့အခါကလာတုန်းကဒါလုံဝင်ဥယင်ပဲပေါ့အခုအဲ့ဒီလုံဝင်ဥယင်ကလုံဝင်ဥယင်လို့အာဘာလို့ထားရတာလဲဆိုတော့လုံဝင်လုံဝင်မိဖရကြီးကနေပြီးတော့မှ ာသင်ကဆိုတဲ့ဘရင်ကနေပြီးတော့သူမိဖခင်ကနေတခြားဥယင်ကိုဥယင်ကိုလိုချင်လို့ပူဆာတယ်အဲ့ဒီဥယင်ကိုဥယင်ကိုပူဆာတဲ့အခါမှာအဲ့ဒီဘရင်ကနေပြီးတော့မလုပ်လဲဆိုတော့အဲ့ဒီဘရင်ကနေအဲ့ဒီဥယင်ကိုဝယ်မပေးဘူးမပေးတဲ့အခါကျတော့သူမိဖခင်ကစိတ်ဆိုးတာစိတ်ဆိုးတဲ့အခါကျတော့အဲ့ဒီထက်ကောင်းတဲ့ဥယင်ကရှာပေးမယ်ဆိုပြီးတော့မှဒါအဲ့ဒီသာသင်ကဘရင်ကြီးရဲ့မိဖခင် အဲ့ဒီမှာ လုံပဏီလို့ခေါ်တယ်မိဖယားမိဖယားဟိုအကြောင်းပြုပြီးတော့မှလုံပဏီလို့နာမည်တွင်တာအမှလုံပဏီဆိုတာမိဖယားရဲ့နာမည်ကြီးအဲ့ဒီလုံပဏီဥယင်ဆိုတာလုံပဏီဒေဝီရဲ့နာမည်ကိုအတူယူပြီးတော့မှလုံပဏီဥယင်ဒီလုံပဏီဥယင်ကအင်မတန်ตายရတယ်ပေါ့ตายရတယ်ဆိုတာကပါလဲဆိုအင်ဂျင်တော်ကြီးဖြစ်နေတယ်အင်ဂျင်တော်ကခုကဟိုးမြောက်ဘက်မှာအင်ဂျင်မနှစ်ပင်ရှိရောဟိုဖယားမြောက်ဘက်မှာနှစ်ပင်တစ်ပင်ရှိတယ် ရိုးရိုးအင်ဂျင်မှာသူကဒီဟိုအင်ဂျင်မဟုတ်ပါဘူးရိုးရိုးအင်ဂျင်တို့တို့ရှိမှရှိတဲ့အင်ဂျင်လိုပဲခုနကကြိုင်အဲ့ဒီနပင်ပဲရှိပါတော့လေအရှိတော့ကတော့အင်ဂျင်ဥယျင်ပေါ့အင်ဂျင်ဥယျင်မှာဒီနေရာမှာတို့ဖရအလောင်းဖရအလောင်းမွေးဖွားတဲ့အချိန်ခါမှာတော့ဖရအလောင်းမွေးဖွားတဲ့နေရာကဘယ်နေရာလဲဆိုတော့ဖရအလောင်းကအာဒီနေရာမှာမွေးဖွားတဲ့သို့တော့ဖရအလောင်းရဲ့မေတော်မာယာလို့ခေါ်တယ်မေတော်မာယာဆိုလူတိုင်းသိတယ်မလား ဒီရီမဟာမယာဒေဝီတဲ့သူ့နာမည်ရဲ့အပြည့်အစုံတုတ်တော့တနမင်းကြီးကနေပြီးတော့လင်ဟိုမွန်သမနှစ်ယောက်လုံးတိမ့်ပိတ်ထားတာသူတိမ့်ပိတ်ထားတာမွန်သမနှစ်ယောက်လုံးကအဲ့ဒီမှာသူကမေရိုမာယာရဲ့မိထွေးတော်ကောဒမီရဲ့လို့ကြားဖူးတယ်မလားမေရိုမာယာရဲ့မိထွေးတော်ကောဒမီရဲ့အဲ့ဒီနှစ်ဦးစလုံးရှိပါတယ်အမေရိုမာယာမိထွေးတော်ကောဒမီရဲ့ဒေဝတဟပြည်သူဖြစ်ပါတယ်သူကဒေဝတဟပြည်ကဒီဖက်မှာဖြစ်ပါတယ်အဲ့တော့ ကပိလဝုပြည်ကဟုတ်ဖက်မှာရှိတယ်ခဏမိုင်တော့ဝေးတာဖြစ်ပါတယ်အဲ့တော့ तू ကဒီနေရာမှာဘလို့ဖွားရတာလဲဆိုတဲ့အခါ तू ကပဋိသင်္ဍေနေတဲ့အချိန်မှာပဋိသင်္ဍေနေတဲ့အချိန်မှာ90နဲ့မှာအာ90ပဋိသင်္ဍေနေတဲ့အချိန်မှာ90နဲ့မှာ9နှစ်လေးလာမှာပဋိသင်္ဍေနေတာ95နှစ်နဲ့လေးလာ9လလောက်မှာပဋိသင်္ဍေနေတာအမ96နှစ်မှာဖရလောင်းဖွားတော့မယ်ဆိုတော့ဟိုက तू က ပဋိသင်္ဍနေလာတဲ့အကြောင်းကိုပြောတာသူကတသက်လုံးသားမစုံတဲ့အမြုံမပါညာသူ့ကိုနေပြီးတော့မှဟုတ်ဒီဝတ္ထပြည်ကနေပြီးတော့မှဝိုင်းပြီးဆွဆွဲကြတာသူ့ဆွေတော်မြို့တော်တွေကနေပြီးတော့မှအမြုံမကြီးအမြုံမကြီးနဲ့သူ့ကိုပြောတယ်ပေါ့ပြောတဲ့အခါကျတော့မိထွေးတော်အတဲဖခင်လောင်းမယ်တော်ကနေပြီးတော့မှသူ့မှာပဋိသင်္ဍနေတကယ်ဒီလာပြီဆိုတဲ့အခါကျတော့သူကပဋိသင်္ဍနေဒီကြောင်းတုတ်တော်တနာမင်းကြီးကလည်းပဲဝမ်းမြဝမ်းသာနဲ့တခါတဲ့ဒီဝတ္ထပြည်ကိုသတင်းပို့တာ တတိပို့တဲ့အခါကျတော့တေဝတ္တဟပြည်ကလည်းပဲမခံချင်အောင်ပြောတာမင်းကြီးကဘာမှမသိဘူးတဲ့အဲ့ဒီမှာလေသင်တုံးဆိုနေကြောင့်မသိဘာကြောင့်မသိပဋိသင်တွေကဒီအချိန်ဒီအရွယ်မှာဘလို့လောက်ပြီးပဋိသင်တွေဒီမလဲ90နဲ့9နှစ်နဲ့6လဆိုတဲ့အခါကျတော့အဲ့ဒီမှာဘလို့လောက်ပြီးတော့ပဋိသင်တွေဒီမလဲပေါ့ငါအသက်90ကျော်ပြီ90 90 9နှစ်နဲ့ အဲ6လပဲဆိုပါတော့55နှစ်နဲ့4လမဟုတ်55နှစ်နဲ့6လအဲ့လောက်မှပဋိသင်တွေဘလူးလုတ်တီမှလဲဆိုပြီးတော့အဲ့ဒီမှာအမယုံဘူးလားမယုံရင်သွတ်ပြမယ်ဆိုပြီးတော့မှထန်းစင်နဲ့ဆွေတန်းစင်နဲ့ဟိုးဖက်ကနေပြီးတော့ကပိလဝနန်းတော်ကနေဒီဘက်ကိုတေဝတဟပြီကိုပြန်မယ်ဆိုပြီးတော့မှဒီလန်းခုလတနေရာကြီးမှာလန်းခုလတနေရာဒီကိုထန်းစင်နဲ့ထန်းလာတဲ့အခါလန်းခုလတနေရာမှာဟို အင်းကြီးတို့ဒါရလိုက်တာအချိန်ကာလအချင်းကြည့်မယ်ဆိုရင်တော့ကဆုံလရတီပေါ့ကဆုံလရတီဆိုတဲ့အခါကျတော့အဲ့ဒီမှာအဲအင်းကြီးအင်းကြီးတို့တွေလည်းဝေးစားပြီးတော့ပွင့်နေတာကျင်းရဲ့တရကားတွေလည်းပဲတွန်ကျူးလို့ပြပတုံးတွေလည်းဝဲလို့ဆိုတဲ့အခါကျတော့ဒီအင်းကြီးတို့ထဲမှာတာယာလိုက်တာဒီနခဏခိတခြားပေးပါဦးဆိုပြီးတော့မေတော်ကနေပြီးတော့မှဒီမှာဟိုအင်းကြီးအင်းကြီးတို့ထဲမှာလဲလေလဲလေနဲ့ကမစလီလောက်လာတာကမစလီလောက်လာတဲ့အခါကျတော့ဘာလို့ဆိုတော့ ဟိုတာဖွားချင်တယ်ဆိုတဲ့အနေထားရောက်လာတဲ့အခါကျတော့ဒီနေရာမှာအင်ဂျင်ကင်ကင်ပြီးတော့မှအဲ့ဒီမှာမလုပ်လဲဆိုတူဖရလုံးကိုဖွားလိုက်တာကအမ90နဲ့6နှစ်နဲ့6လမှာဖွားတာ90နဲ့6နှစ်နဲ့6လမှာတူဖရလုံးကိုဖွားတာတန်းတန်းပပိုင်းပေါ့နော်အဲ့လိုဆိုတဲ့အခါကျတော့ဖရလုံးဒီမှာဖွားတယ်ဆိုတဲ့နေရာကိုဒါအမှတ်တင်ကြတဲ့ထားခဲ့တာဖွားဖွားချင်းပဲတို့ဖရအလောင်းကနေပြီးတော့မှာ အကောဟာမသမီလောကတစေထောဟာမသမီလောကတသေထောဟာမသမီလောကတအယံမန္တိမာစာတိနတ္ထိဒါနိပုဏ္ဏဘောတဲ့ဒါဖရလောင်းမွေမွေချင်းပဲအခုပဲမွေအခုပဲထာပြေးအခုပဲထာပြေးပြီးတော့အခုပဲကြွေးကြော်သူကအကောဟာမသမီလောကတဆိုတာဖရလောင်းဖွားတဲ့အချိန်မှာလည်းပဲသူကဟိုလူတွေဖွားသလိုအဲ့ဒီမှာ ခက်ခက်ခက်ခဲဖွာတာမဟုတ်ဘူးမတ်တရလေးဖွာတာမတ်တရလေးဖွာတဲ့အခါမှာဟိုယဟန္တာဖြစ်ပြီးဖြစ်တဲ့ဟိုမြမကြီးတွေကနေပြီးတော့မှသူသူသူတို့ဖွဲ့ပြူပစိုးတွေနဲ့ခံပြီးတော့မှအဲ့ဒီလိုဖယားအလုံးကိုပြူစုရတယ်လို့ဒီလိုဇာပေတဲ့မှာတော့ဆိုပါတယ်ဒါတော့ဖြစ်နိုင်ပါတယ်ဖြစ်နိုင်တယ်ဆိုတဲ့အနေထားကသာသနာကိုသာသနာကိုဆောင်းလျှောက်ဖို့မြမကြီးတွေကဆောင်းလျှောက်တာဖြစ်ပါတယ်အဲ့တော့အဲ့ဒီကနေဖယားအလုံး ဖောင်ဖောင်ချင်းပဲအဲ့ဒီမှာထားပြေးတယ်အကောဟာမသမီလောကတငါသည်လောကထဲမှာအမျက်ဆုံးအော်အကောဟာမသမီလောကတငါအမျက်ဆုံးဖြစ်တဲ့နော်သစ်ထောဟာမသည်စစ်ထောဟာမသမီလောကတအော်ငါသည်အကြီးဆုံး ဖြစ်တဲ့အော်သစ်ထောဟာမသမီအာငါသည်အမျက်ဆုံးအကြီးကျယ်ဆုံးအမြင့်မြတ်ဆုံးလို့ပြောတယ်ဗောအဲအဲ့ဒီပုံကူဖြစ်တဲ့အယံမန္တိမှာစာတိယခုပဋိသန္တေနေခြင်းဟာ 哦နောက်ဆုံးပဋိသင်္ဍေနေခြင်းပဲနတ္ထိတန်နိဘုနာဘောနောက်ထပ်တစ်ဖန်ပဋိသင်္ဍေတည်နေမှုမရှိတော့ဘူးလို့ဒီလိုပြောတာနော်အကောငါဒီအမြတ်ဆုံးလို့ပြောတာနော်အကောအကောဟာမသမီလောကတသေထောဟာမသမီလောကတစေထောဟာမသမီလောကတအယံမန္တိမစာတိနတ္ထိတန်နိဘုနာဘောစကားက၃ခုနဲ့မဟုတ်ဘူး၅ခုတော့မှကျွေးကြော်တာကျွေးကြော်ပြီးတော့ငါဟာအကြီးဆုံးအမြတ်ဆုံးအဲ့တော့ အကြီးဆုံးပုဂ္ဂိုလ်ဖြစ်တဲ့အမြတ်ဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ဒီလိုပေါ့အဲ့ဒီမှာငါသည်တိတခပဋိသင်တွေနေရတာဟာနောက်ဆုံးပဋိသင်တွေနေခြင်းဖြစ်တယ်အနောက်ထပ်တဖန်ပဋိသင်တွေနေမှုမရှိတော့ဘူးအဲ့လိုအဲ့တော့အဲ့ဒါလို့ကြွေးကြော်ပြီးတော့မှထပြေးတာခြေတလန်းဩခြေခွနလန်းလန်းတယ်လို့ပြောတယ်ခြေခွနလန်းလန်းတဲ့အခါမှာဟိုးဖက်မှာ သူကတိတိတမတော့ကမင်းကအထိတ်အမှ CD 9ခုတဲခဲ့တဲ့အခုကတော့၄စုပဲတန်တော့တယ်ဒီဒီအုတ်ချုံးရဲ့ဟုတ်ဖက်မှာ၄စုပဲတန်မှာတော့တယ်အဲ့တော့လေးစုပဲတန်တော့အဲ့ဒီအဲ့ဒီအဲ့ဒီနေရာမှာသွားပြီးတော့လေ့လာလို့ရတယ်အဲ့ဒီစီတီတေးသေးလေးတေးသေးလေးအဲ့တော့ကတူဖရအလောင်းဒီမှာဖွားခဲ့တဲ့နေရာဖြစ်တယ်လို့တော့ဟိုသင်္ကေတအမှတ်သားလေးတော့ရှိထားကြပေါ့ဟုတ်လားအဲ့တော့တူအတွက်ကဒီဖရအလောင်းဖွားခဲ့တဲ့နေရာကြီးကိုတူရောက်တော့တူအတွက်ဘာကျူးရှိသလဲဆိုတဲ့အခါ တို့ပုဗ္ဗတဘာသာဖြစ်ရတဲ့အနေထားမှာတို့ပုဗ္ဗတဘာသာမေဂယေကပုဗ္ဗတဘာသာမဟုတ်ဘူးဝတ္တတပုဗ္ဗတဘာသာမဟုတ်ဘူးခိုင်လုံတဲ့အထောက်အထားတွေပြပြမြင်မြင်ရှိတယ်ဆိုတဲ့ဒီမှာတက်တည်ပြလို့ရတယ်နောက်တစ်ခုကဖယားဟောတဲ့ဒေသနာစာပေချမ်းကနေလည်းအတိအလင်းရှိတယ်ဒီနေရာမှာဒီနေရာကနေပြီးတော့ဒီလိုဒီလိုဒီလိုမွေးဖွားခဲ့တယ်လို့စာပေရှိတယ်လို့ဒီနေရာမှာအော်သူ့ရဲ့အထောက်အထားတွေလည်းပြပြမြင်မြင်မရှိဘူးလားရှိတယ်အဲ့ဒါကြောင့်မလို့ဒီနေရာ ီနေရာကြီးอ่ะအဲ့ဒီမှာပုဒ္ဓဘာသာတို့ရဲ့အဲ့ဒီမှာ ခိုင်လုံတဲ့အထောက်အထားပြเสียနေရာတစ်ခုလို့တို့ပုဒ္ဓဘာသာဖြစ်ရတယ်ဝါဒတမဟုတ်ကဘာပေါ်မှာယုံကြည်ကိုးကွယ်နေတဲ့ဘာသာရအလုံးထက်မှာတို့ပုဒ္ဓဘာသာကအထောက်အထားခိုင်လုံဆုံးအပြည့်စုံဆုံးအစာရဲ့ကောင်းခြင်းအလေရဲ့ကောင်းခြင်းအဆုံးရဲ့ကောင်းခြင်းဆိုတဲ့ကောင်းခြင်းသုံးဖြာမင်္ဂလာချက်တင်နဲ့ပြည့်စုံတဲ့ဒီပုဒ္ဓဘာသာကြီးอ่ะ ဲ့ဒီမှာစတင်ပြီးတော့တို့ဖရအလောင်းဒီမှာဖွားခဲ့တယ်လို့နှလုံးသွင်းပြီးတော့ဒီနေရာတို့လာတဲ့အခါကျတော့ဖွားခဲ့တယ်ဆိုတော့တို့အတွင်းအစ္စတတန်တံမှာတန်ត្រာတလျှောက်လုံးကနေပြီးတော့မှရှီးဖူးလာတဲ့တို့ရဲ့ကိန်းနေတဲ့ငုတ်နေတဲ့အသိဉာဏ်တွေလည်းပဲဒီနေရာမှာတို့ပွင့်ပေါ်လာဖို့နောက်တစ်ခုကဘာလုပ်လဲဆိုမွေးခွန်းနိုင်ဖို့အဲ့ဒီအတွက်အတိတ်ထံပြုပြီးဆူတောင်းပြီးတရားထင်ရမယ်ဟုတ်လား အဲ့အဲ့လောက်ပဲဒီနေ့ကတော့မြတ်မြတ်မပြုတ်မြတ်မြတ်ထိုင်မယ်လို့ခဏနေပြောပြပြီနော်ကဲကောင်းပြီလက်ဆိုကြမယ်ဖယားရှင်ကိုအာယုံပြုထားနော်ဖယားအလောင်းဒီနေရာမှာကိုယ်စိတ်ထဲမှာဘလို့ထားသလဲဆိုဖယားအလောင်းလေးတင်ခြင်းနဲ့ကဘာတသိန်းလုံးလုံးပရမီဆယ်ပါးဆွန်ခြင်းဒီငါးပါးစရိယသုံးပါးတွေကိုဖြည့်တင်ကြိုးစားပွားများအထောက်အပံ့ပြီးတော့နောက်ဆုံးဘဝဟာဒီနေရာမှာမွေးဖွားခြင်းဒါနောက်ဆုံးမွေးဖွားခြင်းနေရာဖြစ်တယ်နောက်ဆုံးမွေးဖွားခြင်းနေရာဖြစ်တဲ့အတွက်မိမိတို့ဒီလည်းပဲ အဲ့ဒီမှာဖယားအလောင်းကဒီနေရာမွေးဖွားသွမ်းသလိုသူတန်တရာတလျှော့လုံးကနေပရမီအဆက်ဆက်ကနေဖြည့်ခဲ့တဲ့အဲ့ဒီဖြည့်ခြင်းခဲ့တဲ့အတိညာနေဟာဒီနေရာမှာအဲ့ဒီမှာ မွေးဖွားနိုင်ပါစေပေါက်ဖွားနိုင်ပါစေဆိုတဲ့သူအတိညာရင်ပေါက်ဖွားပေါက်ဖွားလာနိုင်ပါစေလို့အတိတ်ထံပြောရမှာပေါ့နော်အတိတ်ထံပြုပြီးတော့မှဘာလို့ရမှာလဲဆိုအဲ့ဒီမှာအတိတ်ထံပြုပြီးတော့မှ ဖယားအလောင်းကဒီနေရာမှာဖွာလာတယ်လို့တိုးတရံသန္တရာတလျှောက်လုံးကနေပြီးတော့တို့အတွင်းအစ္ဆတသန္တမှာကိန်းလာတဲ့အဲ့ဒီမှာဒီအတိညာဏ်တတ်တယ်လေပဲဒီနေရာမှာမွေးဖွားနိုင်ပါစေ ပေါက်ဖွားလာနိုင်ပါစေလို့အဋိဌံပြုပြီးတော့မှကဲဖယားရှင်ခန္ဓာကိုအနန္လူတန်းပြီးတော့မှအဲ့ဒီမှာတရားလောက်ပွားများအထောက်အအောင်လိတ်ဆုံးမဲ့ဘုံတော်ချောက်ဆုံးကုံတော်ကူပါတို့နဲ့ပြည့်စုံတော်မူသောဆင်တော်မြတ်ဖယား ဖရာတပည့်တော်ဤယုံနာနှပါ ခန္ဓာ၅ပါးကိုတရားအလုံးဘွားများအထုံနေစဉ်အခါကာလအတွင်း၌ရှင်တော်မြတ်ဖရာအာအနန္လူနာမဤရှင်တော်မြတ်ဖရာသည်ဖရာတပည့်တော်ကိုတနာချီမြောက်ဆောင်းလျှောက်သောအဖြစ်ဖရာတပည့်တော်နှင့်တိတ်လျော်လျော့ပကောင်းမြတ်သော ကမ္မထံတရားကိုချိမြင့်ဝေဒနာတော်မူပါအရှင်သူမြတ်ဖရာတာဒုတာဒုနာလေးရှိဦးမယ်ဘုံတော်ချောဆောင်ဘုံတော်ကိုပါတို့နဲ့ပြည့်စုံတော်မူသောရှင်တော်မြတ်ဖရာရှင်တော်မြတ်ဖရာဤဘုံတော်ကံတော်ညံတော်တကောတော် မေတ္တာတော်ကရုဏာတော်ခန္တီတော်တတိတိတို့ကိုကျွန်ုပ်တို့သည်အကျွင့်မဲ့ယုံကြည်လက်ရှိပါ၏ယုံကြည်၍မြတ်ဆိုသောစကားသည်တစ္ဆာစကားသာဖြစ်ပါ၏အီမန်ကန်သောတစ္ဆာစကားကိုပြောကြားမြတ်ဆွေအားချင်းတိဟူသောဝါစီမင်္ဂလာတစ္ဆာစကားကြောင့်ရှင်တော်မြတ်ဖရာဤ ပုံတော်တတန်တော်တညံတော်တတကူတော်တမေတ္တာတော်တကရုဏာတော်တခန္တီတော်တအရိယာတဝိစာတအရိယာဝိစာတတီးတီးတို့သည်အကျွန်ုပ်ဤယင်တွင်နှလုံးထိုင်နေ ကိတ်ဝဒီနေနေရပါလို့ဤအရှင်သူမြတ်ဖရာအကျွန်ုပ်ဤဂျင်တွင်နှလုံးထိုက်နေကိတ်ဝဒီနေနေရပါလို့ဤအရှင်သူမြတ်ဖရာရှင်တော်မြတ်ဖရာဤဓမ္မတအတိတိမဖရာတပည့်တော်ဤအတွင်းတန်တန်နဲ့တန်တရာတလျှောက်လုံးမကိတ်ဝဒီရှိလာလက်ရှိသော ကိလေသာတရားဆိုးတို့ကိုဖယ်ချိုးတုတ်သင်ခုတ်ထွင်ရှင်းလင်းတုတ်သင်နိုင်ဒီကိုဖြစ်ရပါလို့ဤဖြစ်ပါစေသာအရှင်မြတ်ဗျာသာဒုသာဒုသာစိတ်ပါလည်းပါထိုင်ကြမယ်အနေဆုံးနိုင်ဝဲထိုင်မယ်ဖယားရှင်ရဲ့ဗုဒ္ဓရဲ့မွေးဖွားခဲ့တဲ့နေရာကြီးမှာ တို့အတိညာလေးတွေမွေးဖွားခွင့်ရပါစေလို့အတိတ်ထံပြုပြီးတော့စိတ်ပါလက်ပါထိုင်ကြမယ်တရားထိုင်တဲ့အခါမှာယုံနာနှစ်ပါးခန္ဓာငါးပါးကိုဖယားကိုတရားထိုင်နေတဲ့အချိန်အတွင်းမှာဖယားရှင်ကိုအနန္လူတန်းလိုက်ပြီးမိမိနဲ့ဘာမှမဆိုင်တော့ဘူးမိမိခန္ဓာမဟုတ်ဘူးဖယားကိုလူမလိုက်ပြီးလို့အဲ့လိုစိတ်ထဲမှာထား စိတ်ထဲမှာထားပြီးတော့မိမိစိတ်ကပင်မှာထားမှလဲဆိုတဲ့အခါကျတော့ဝင်နေလေထွက်နေလေမှာထားမယ်။ဂျင်းချိတ်မှာထားမယ်။အဲ့ဒီနေရာနေခုတခုခုတနေရရာမှာထားမယ်။ယင်ချိတ်မှာတရိပ်ရိပ်တဒိတ်ဒိတ်တဒိတ်ဒိတ်တရိပ်ရိပ်တဖြတ်ဖြတ်တလတ်လတ်ရှိနေတဲ့ပုံကိုယ်တွေကတော့ယင်ထဲမှာရက်ခနဲရက်ခနဲရက်ခနဲဖြစ်နေတဲ့ဟာကိုဖြစ်ပြဖြစ်ပြလို့နှလုံးသွင်းအဲ့ဒါတော့ကောင်းဆုံးပဲပေါ့။ အဲ့ဒါမရှိကြသေးတဲ့ပုံကိုယ်တွေကနာတိဖြားနေနှမ်းမှာအတိလက်ကပြီးတော့ဝါဝါရှူသွင်းဝါဝါဆိုင်ထုတ်လေးကခါတော့လောက်လောက်လို့နာတိဖြားမှာထိခိုက်သွားတဲ့နေရာလေးကိုကြည့်ဝင်နေလေနာတိဖြားမှာထိ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 သွားတဲ့နေရာလေးထွက်တဲ့လေနာတိဖြားနဲ့ထိထိထိသွားတဲ့နေရာလေးအဲ့ဒီနေရာလေးကိုမြင်အောင်ကြည့်သိအောင်လုပ်ကြည့်လို့သိလာပြီဆိုတဲ့အခါအဲ့ဒီနေရာအဲ့ဒီနေရာမှာ တိကထားကထားပြီးတော့အဲ့ဒါကိုတီလေတီတီလေတီမလည်းမဝင်လေလေနာသေးပြမထိထိ သွားတာကိုကြည့်ကြည့်လို့တီးလိုက်ရင်ဝင်လေထိထွက်လေလေနာသေးပြမထိထိသွားတာကိုမြင်အောင်ကြည့်တီးအောင်လို့တီးလာတဲ့အခါထွက်လေထိဝင်လေထိထွက်လေထိဒီလိုရှုပွားအားထုတ်တတ်ကြမယ်